မြန်မာပါရှင်ဒီတစ်ခေါက်တစ်ချက်ရိုးလေးလာရမယ့် lesson လေးကတော့ components of a sentence sentence တကြောင်မှာပါဝင်သွားမယ့်အစိပ်ပိုင်းလေးတွေဖြစ်ပါတယ်ကဲဒါဆိုတစ်ချက်ရိုးဝက်ကြလေးတွေမှာ subject objects တွေ verb တွေအပြင် complements နဲ့ adjectives တွေအကြောင်းကိုလည်း sharing လုပ်သွားပါမယ်ရှင်ကဲဒါဆိုတခုချင်းကြည့်ရအောင် ပထမဆုံး subjects အားလုံးနဲ့အရင်ဒီဆုံးလေးလည်းဖြစ်မယ်လို့ထင်ပါတယ် so subjects the person of the thing doing the actions the action ကိုပြုလုပ်တဲ့သူဆောင်ရွက်တဲ့သူထိ ंछ ုပ်တဲ့အရာတွေဒါတွေကိုတချို့တို့က subjects ဆိုခေါ်ပါတယ် subjects လေးတွေဒီတချို့တို့ nouns တွေဖြစ်နိုင်တယ် pronouns တွေဖြစ်နိုင်ပါတယ်ရှင် for example the dinosaur is angry dinosaur လေးကစိတ်ဆိုးနေတယ်ကဲဒါဆိုဒီနေရာမှာစိတ်ဆိုးနေတယ်ဆိုတဲ့အကြောင်းအရာကိုဖြစ်ပေါ်နေတဲ့သူဖြစ်တဲ့ dinosaur တွေဒီနေရာမှာ subjects ဖြစ်သွားပါတယ်ရှင် ကဲဒါလေးက subject နောက်တစ်ခု object စီအကြောင်း verb လေးတွေအကြောင်းကြည့်ကြရအောင် so verb the action or state of being the dinosaur chased the smaller creatures dinosaur လေးကသူ့ထပ်ပိုသေးတဲ့အကောင်လေးတွေကိုလိုက်ပြီးတော့ဖမ်းနေတယ်ဒါဆိုဒီနေရာမှာသူ့ရဲ့ action ဖြစ်တဲ့ chase လုပ်တယ်ဆိုတဲ့ကိစ္စလေးဟာ verb လေးဖြစ်သွားတယ် ကဲဒါဆိုရင်တချို့ first ဆိုတာတချို့ဒီ action ကို ဖော်ပြတဲ့စက်လုံးလေးတွေအပြုမှုမဟုတ်ခဲ့ရင်တောင်မှအခြေအနေဖြစ်ပေါ်မှုလေးတွေကိုဖော်ပြတဲ့စက်ကလုံးလေးတွေကိုတချို့ verb လို့ခေါ်ပါတယ်စိတ်ဝင်စားစရာအချက်ကလေးသည် birthday တခြား sentence မှာအရေးကြီးဆုံးလို့ပြောရင်လည်းမမှားပါဘူးเนาะကြည့်ဒါဆိုနောက်ထပ်တစ်ပိုင်းလေးဆက်သွားရအောင် နောက်တစ်ယောက်ကတော့ objects ဖြစ်ပါတယ် the person or the thing that received the action the action ကိုလက်ခံရရှိလိုက်တဲ့သူအရာဝတ္ထုဒါလေးတွေကိုတကယ်လို့ objects ဆိုခေါ်တယ် objects မှာတော့တကယ်ကလေ၃မျိုးလောက်ထပ်ပြီးရှင်းပြကြမှာလေရှင် the dinosaur ate a planet ဒီ plant လေးကို dinosaur ကစားခဲ့သည်ဒါဆိုပြုလုပ်တဲ့သူဖြစ်တဲ့ dinosaur ကတော့ဝကြရဲ့ subject ဖြစ်တဲ့စားခဲ့သည်ဆိုတဲ့ action ကတော့ yes verb လေးဖြစ်သွားတယ်အစားခံလိုက်ရတဲ့ပစ္စည်းလေးကတော့ yes object လေးဖြစ်တယ်ဒီနေရာမှာသူဒီ object တစ်လုံးပဲပါတယ်เนาะဒီအတွက်ကြောင့်တချို့တို့ဒါလေးကို the right object လို့ခေါ်မယ်ဆိုလဲရတယ်တကယ်လို့များတချို့တို့ဒီ object နှစ်ခုလောက်ထည့်လိုက်မယ် the dinosaur gave his friends a rock တငယ်ချင်းကိုကြောက်တုံးလေးတစ်လုံးပေးခဲ့တယ် ါဆိုဒီနေရာမှာတချို့ object နှစ်ခုတွေ့ရတယ်နော်ပေးခဲ့တဲ့အကိုခံရတာတငယ်ချင်းလို့ပြောရင်လည်းဟုတ်တယ်လို့ကြောက်ခွန်းလို့ပြောရင်လည်းဟုတ်ပါတယ် object ကနှစ်ခုပါတယ်ဒါဆိုတချို့ဘယ်သူက direct လဲဘယ်သူက indirect လဲဆိုတာခွဲဖို့လိုပါတယ် so dinosaur ကပေးခဲ့တဲ့အရာလေးဖြစ်တဲ့ကြောက်တုံးလေးဒီ direct object ဖြစ်ပြီးအဲ့ဒီကြောက်တုံးလေးကိုလက်ခံရရှိတယ်တငယ်ချင်းကတော့ in the right objects ဖြစ်တယ်ဒါဆိုအရေးသားလေးလည်းတခါရဲမှတ်ပါ teacher တို့ဒီ in the right objects ဆိုအရှိတ်မှာထားရေးပြီးတော့ the right objects ဆိုအနောက်ဘက်မှာထားရေးပါတယ်တကယ်လို့ teacher တို့တွေဒီ the right objects ဆိုအရှိတ်မှာထားလိုက်မယ် for example the dinosaur gave a rock ကျောက်တုံးလေးပေးခဲ့တယ်သူရဲ့တန်ငယ်ချင်းကိုပေးခဲ့တယ် to his friends ဒါဆိုရင် teacher တို့ preposition ရဲ့အကူအညီကိုခေါ်ဖို့လိုပါတယ် to his friends ညာတော့အဖြစ် teacher တို့ to သို့မဟုတ် for မူတည်ပြီး for ကိုသုံးလေးရှိပါတယ်ရှင် Okay, object ကနောက်တစ်မျိုးလေးကြံသေးတယ်။ The dinosaur slept under the tree. တပင်းရဲ့အောက်မှာ dinosaur လေးကအိတ်ခဲ့တယ်။ဒါဆိုဒီနေရာမှာ tree ကလည်းဒါ noun လေးဖြစ်ပါတယ်။တနည်းအားဖြင့်ပါ noun လေးဆိုရင်လည်း cherry ရဲ့ preposition ဥဆောင်ခြင်းကိုခံရတဲ့အတွက်ကြောင့်သူ့ကို objects of a preposition လို့ခေါ်ပါတယ်ရှင်။ကဲဒါဆိုဘယ်နေရာမှာအိတ်တာလဲတစ်ပင်လေးရဲ့အောက်မှာအိတ်တယ်ဒါဆိုတစ်ပင်ဆိုရဲ noun လေးဒီတချို့တို့ဒီ sentence မှာဆိုရင် object of a preposition ဖြစ်ပါတယ်ဘာကြောင့်လဲသူ့ရှိမှာ under ဆိုရဲ preposition လေးပါနေလို့ဖြစ်တယ်။ကဲဒါဆိုဒါတချို့ object အမျိုးအစား၃မျိုးလေးရဒီလိုလေးသွားရတယ်နော်။ကဲနောက်တစ်မျိုးလေးရှိသေးတယ်ရှင်။နောက်ထပ်တချို့တွေ့ရနိုင်တဲ့အရာလေးကတော့ complement ဖြစ်ပါတယ်။ကဲဒါဆိုရင် complement ဆိုတာတချို့ subject object တွေကို information ထပ်ဖြည့်ဖို့အတွက်သုံးတဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်။ For example, the dinosaur was a herbivore. အပင်စားတဲ့ဝါလေးဖြစ်ခဲ့တယ်။ ကဲဒါဆိုဒီနေရာမှာဒီ subject ဖြစ်တဲ့ dinosaur ကဘယ်လိုအကောင်လေးဖြစ်တယ်ဘယ်လိုမျိုး animals လေးဖြစ်တယ်ဆိုတာ subject ကိုပြန်ပြီးတော့ rename လုပ်တဲ့စကားလုံးလေး subject ကိုပြန်ပြီးတော့သတ်မှတ်ပေးတယ် redefine လုပ်တဲ့စကားလုံးလေးဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ဒီစကားလုံးလေးကို subject complement ဆိုခေါ်မယ်ဆိုရင်လည်းမမားပါဘူးရှင်။ဒါကြောင့်လေအရှိဘက်က subjects တွေဘသူဘယ်ဝါဖြစ်တယ်ဘယ်လိုအရာဝတ္ထုလေးဖြစ်တယ်ဘာလေးတွေဖြစ်နေတယ်ဆိုတာကို information တွေထပ်ဖြည့်ပြီးပြောတဲ့စကားလုံးလေးဖြစ်လို့ပါရှင်။ကဲဒါဆိုတစ်ချက်ဒီမှာတွေ့ရတယ် ဒီစကားလုံးလေးအစားဒါလေးကနောက်လေးပေါ့နော်တခြား subject complements တွေအနေနဲ့ adjective တွေ pronouns တွေ nouns တွေဒီ subject complements တွေဖြစ်နိုင်တယ်ပြီးနောက်တစ်ခုတတိထားရမှာလေးက subject complements နဲ့တွဲသုံးတဲ့ verb တွေညာသောအဖြစ်တော့ linking verb တွေဖြစ်ပါတယ်ရှင် Okay, ဒါဆိုဒီချက်တော့နောက်တစ်မျိုးလေးရှိသေးတယ် object complements တဲ့ The T-Rex named the baby dinosaur Spike. Okay, ဒါဆိုဒီအကောင်လေးကသူ့ရဲ့ baby လေးကို Spike လို့နာမည်ပေးလိုက်တယ်။ဒါဆိုဒီနေရာမှာ Spike ဆိုတဲ့စလုံးလေးဒီဒီ baby dinosaur ဖြစ်တဲ့ objects ပေါ့။တနည်းအားဖြင့် direct object ပေါ့နော်။အဲ့ဒီ direct objects လေးကိုပြန်ပြီးတော့အမည်သတ်မှတ်ပေးတယ်။ ဒါမှမဟုတ်ပြန်ပြီးတော့အတိတ်ပဲတွေဖြည့်ဆွတ်ပေးတဲ့အတွက်ကြောင့်သူ့ကိုတချို့ရခေါ်လိုက်တာလေးကတော့ object complement ဆိုခေါ်ပါတယ်။ဘာကြောင့်လဲ object ကိုထပ်ပြီးတော့ဖြည့်ဆွတ်ပေးတဲ့အတွက်ကြောင့်မှာ object complements ဒီ adjective လေးတွေဖြစ်နိုင်တယ်၊ noun လေးတွေဖြစ်နိုင်တယ်၊ pronoun လေးတွေဖြစ်နိုင်ပါတယ်ရှင်။ဥပမာပေါ့အားလုံးနဲ့ရင်းနှီးပြသ sentence လေးပေါ့သူကငါကိုပျော်အောင်လုပ်ပေးတယ်။အဲဒါဆိုလို့ရှင် he made me happy ။အဲဒါဆိုဒီ sentence လေးမှာဆိုတချို့ရဲ့ happy လေးက object complements လေးဖြစ်သွားတာပေါ့နော်။အဲ့လိုသဘောလေးပါရှင်။ object လေးကို information ထပ် ြေပေးတဲ့အရာလေးတွေဖြစ်ပါတယ်။ကဲဒါဆိုဒီချက်တို့မှာနောက်ဆုံးတစ်မျိုးလေးပဲကြံတော့တယ်ဒါလေးကတော့ agent ဖြစ်ပါတယ် agent လေးတွေဒီ salon သို့မဟုတ် zagasu လေးတွေဖြစ်နိုင်ပြီးတော့ဒီ sentence အထူးသဖြင့် verb ကို သူက information ထပ်ဖြည့်ပေးတဲ့အရာလေးတွေဖြစ်တယ်။ဘယ်လိုမျိုးလေးဖြည့်ပေးလဲဆိုလို့ရှိရင်ဒီကိစ္စလေးဟာဘယ်နေရာမှာပြုလုပ်ခဲ့တယ်၊ဘယ်အချိန်မှာဘယ်လိုပုံစံမျိုးအကြောင်းပြချက်ကဘာကြောင့်အဆရှိသဖြင့်သူ့ရဲ့ times တွေ place တွေ manners တွေ reason တွေ degree တွေကိုဖော်ပြခြင်းအပြင်အားဖြည့်လိုက်တဲ့စကားလုံးလေးတွေစကားစုလေးတွေ adjectives လို့ခေါ်ပါတယ်။ For example, the dinosaurs slept under a tree after lunch. နေ့လယ်စာစားပြီးနောက်မှာတစ်ပင်တစ်ပင်ရဲ့အောက်မှာကဲဒါဆိုတစ်ပင်တစ်ပင်ရဲ့အောက်မှာဆိုတာဒီ dinosaur လေးကဘယ်နေရာမှာအိတ်ခဲ့တယ်ဆိုတဲ့နေရာကိုဖော်ပြပေးလို့သူက adject ဖြစ်သွားပြီးတော့နေ့လယ်စာစားပြီးနောက်မှာအိတ်ခဲ့တယ်ဆိုတော့ဒါဆိုနေ့လယ်စာစားပြီးနောက်ဆိုတာကတော့အချိန်ကိုဖော်ပြတဲ့ adject စီဖြစ်တယ် adject တွေရဲ့ထူးခြားချက်တွေတချို့လို့ရှိမှလေးလာခဲ့တဲ့ subject complements တွေ object complements တွေနဲ့မတူတာကသူတို့မပါလေဝါကျဟာ grammatically မှားသွားတာမျိုးမရှိစေရအောင် နော်သူတို့ဒီပိုကောင်းအောင်သာဖြည့်ဆွတ်ပေးတာဖြစ်တယ်သူတို့ကိုဖယ်ကြည့်လိုက်ဒါဆိုရင်လည်းဝါကြဟာ grammar ရတော့မှန်နေသေးပဲ for example the dinosaurs left ဒီ channel မှာ attack နှလုံးလုံးမထည့်တော့ဘူးဒါဆိုလည်းဝါကြဟာသူ့အနေနဲ့သူ grammar ရတော့မှန်နေအတိတ်ပဲသာပြည့်စုံမှုသာလူသွားတာပေါ့နော်အဲ့ဒါကိုတချို့တို့ကနေရပြပုတ်လေးအချိန်ပြပုတ်လေးဘာကြောင့်ဒိုင်နိုဆောလေးကအိတ်ခဲ့တယ်ဘလူးမျိုးအိတ်ခဲ့တယ်သူ့ရဲ့မန်နာစေးတွေ reason လေးတွေအားဖြည့်လိုက်မယ်ဆိုရင်ဒါတွေကို adject ဆိုခေါ်ပါလိမ့်ရှင့်အားဖြည့်ပေးတဲ့စလုံးလေးတွေပေါ့နော် ကဲဒါဆိုတချို့ပြန်ကြည့်ရအောင်ရှင်ပထမဦးဆုံးတချို့ရ subject ဆိုတာကအယိုးရှင်းဆုံးလေးပဲတချို့ရဒီ action လေးကိုပြုလုပ်တဲ့သူဆောင်ရွက်တဲ့သူထိန်းချုပ်တဲ့သူကိုတချို့က subject ဆိုခေါ်တယ်ဒီနေရာမှာဆိုရင် dinosaur လေးကစိတ်ဆိုးနေစိတ်ဆိုးနေတယ်ဒါဆိုရင်စိတ်ဆိုးနေတဲ့ dinosaur လေးကတော့ဝကြရဲ့ subject စေဖြစ်သွားတယ် ကဲ့ပြီးနောက်တစ်ခုဒီချက်တို့မှာ first ဆိုတာလေးရှိသေးတယ်ဒါသည်အပြုမှုကိုဖော်ပြပေးတဲ့ action လေးတွေဒါမှမဟုတ်အခြေအနေကိုဖော်ပြပေးနိုင်တဲ့စလုံးလေးတွေကိုတော့ဒီချက်တို့က verb လို့ခေါ်ရရှင်ဒီ sentence အရာဆိုရင်တော့လိုက်ပြီးတော့ဖမ်းခဲ့သည်ဆိုရင် chase ဆိုတဲ့စကားလုံးလေးကတော့ဒီချက်တို့ verb လေးဖြစ်ပါတယ် ကဲနောက်တစ်မျိုးလေးရှိသေးတယ် objects objects မှာတခြားသိစေခြင်းလို့ object အမျိုးအစား၃ခုကိုထပ်ပြီး sharing လုပ်ခဲ့ပါတယ်ဒါလေးကတော့ direct objects တကယ်လို့ object တွေနှစ်ခုပါလာရင်ဒီ subject နဲ့တိုက်ရိုက်ပို့ပြီး relate ဖြစ်တဲ့အရာတွေ direct object အဲ့ဒါကိုလက်ခံရရှိမဲ့အရာတွေ indirect object ဆိုပြီးခွဲတတ်ရတယ်ပြီးရင်နောက်တစ်ခု object of preposition ဆိုတာလည်းရှိသေးတယ်ဒါကတော့ preposition အရှိတ်ကဥဆောင်တဲ့အနောက်မှာကပ်လိုက်လာတဲ့နောင်လေးတွေကိုခေါ်တာဖြစ်တယ်ရှင် ကဲဒါဆိုနောက်တစ်ခု complement complement မှာ subject ကိုပြန်ပြီးတော့ rename လုပ်တဲ့သူလေးတွေ subject ကိုပြန်ပြီးတော့ redefine လုပ်တဲ့စာလုံးလေးတွေကိုတချို့တို့ subject complement ဆိုခေါ်ပြီးတော့များသောအားဖြင့် linking verb တွေနဲ့တွဲသုံးပါတယ် object complement ဆိုတာကတော့ the right object ကိုထပ်ပြီးတော့ information ထပ်ဖြည့်ဆွက်ပေးတယ်သူ့ရဲ့နာမည်လေးတိုင်းထပ်ပြည့်စုံသွားအောင်ဖြည့်ဆွက်ပေးတယ်စကားလုံးလေးတွေဖြစ်ပါတယ်သူ့ကိုတော့ the right object ရဲ့အနောက်ဖက်တွေမှာတွေ့ရတတ်ပါတယ်ဒါကိုတော့တချို့လို object complement ဆိုခေါ်ပါတယ်ကဲနောက် တစ်ခုကတော့ adjunct adjunct ဆိုတာကဝကြကိုပို့ပြီးပြည့်စုံသွားအောင်ထည့်လိုက်တဲ့နေရာပြပုတ်တွေအချိန်ပြပုတ်တွေအကြောင်းအရာတွေအပြုအမူတွေ degrees တွေဒါတွေကိုတချို့လို adjunct ဆိုခေါ်တယ်ဒါဆိုရင်ဒါက sentence တစ်ကြောင်းမှာပါလာနိုင်တဲ့ ဒါချက်တို့တွေ့ရနိုင်တဲ့ element ၅ခုဖြစ်ပါတယ်ရှင်။